အားလုံးပဲမင်္ဂလာပါခင်ဗျာယင်းလောင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရပြဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေအတွက်ကိုယ့်ရဲ့ Facebook account password ကိုအာမေ့နေရဆိုရင်ပေါ့နော်ကိုကအခုလက်ရှိဒီ Facebook account ကို login တော့ဝင်ထားတယ်ဒါပေမဲ့ Facebook password မေ့နေရဆိုရင်အာ Facebook password ကိုကျွန်တော်အသစ်ပြန်ယူလို့ရမယ့်နည်းလမ်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တစ်ခါတည်းရမှာကိုယ့်ရဲ့အခုလက်ရှိအသုံးပြုနေတဲ့ Facebook account က login ဝင်ထားတာကြာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားဖုန်းကွန်ပျူတာတစ်ခုခုထဲမှာ login ပြန်ဝင်ခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီလက်ရှိတော့အသုံးပြုနေသေးတယ်ဒါပေမဲ့ဒီ password ကိုမေ့နေရဆိုရင်အာ log အလုံးကလုံးဝလုံးဝ ိုပဲနဲ့ဒီ password အဟောင်းကိုပြန်ယူလို့ရမယ် password အတစ်ကိုပေါ့နော်ထပ်ပြီးယူလို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပြီးတော့မှဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook ဆော်ရဲဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီညာဘက်အပေါ်ဆုံးမှာရှိရဲ profile icon လေးနဲ့ဒီ menu button လေးတုံတန်းပေါ့နော်အဲ့နေရာကျွန်တော်မျှထုတ်ပြပေးထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာလေးကိုရောက်ပြီဆိုရင်တော့အကုတ်နည်းနည်းဆွဲလိုက်ပါဗျာအကုတ်နည်းနည်းဆွဲလိုက်ရင်ကျွန်တော်ဒီနေရာမှာ setting privacy ဆိုတာလေးကိုထပ်ပြီးတွေ့ရမှာဖြစ်ပါတယ်ဒီ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ setting privacy ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအောက်နားမှာလူပုံစံဒီ profile icon လေးနဲ့ပေါ့နော် setting ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာအဲ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ setting လေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာ account center ဆိုတဲ့နေရာလေးကိုနှိပ်ရမှာဖြစ်ပါတယ် account center ဆိုတဲ့နေရာမှာကျွန်တော်အခု၄တောင်ဝိုင်းပြထားတဲ့နေရာကိုကြိုက်တဲ့နေရာကိုနှိပ်လို့ရရပေါ့နော်ဒီ simo ရဲ့ account center ဆိုတဲ့စာပြလေးကိုပဲနှိပ်နှိပ်တာမှွင့်ဒီကောင်လေးတွေကိုပဲနှိပ်နှိပ်တာမှွင့်ဒီလွတ်တဲ့နေရာကိုပဲနှိပ်နှိပ်ပေါ့နော်ကြိုက်တဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်ပါ အဲတချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်ဒီပုံစံတိုင်းတန်းစီပြီးတွေ့ရမှာဖြစ်ပါတယ်ဗျဒီနေရာမှာဒီ account setting ဆိုတဲ့အောက်နားမှာရှိတဲ့ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာဒီ password and security ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါဘောနော်နှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာမှာအပေါ်ဆုံးပါဘောနော် chain password ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ chain password ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာ chain password ကိုနှိပ်လိုက်ပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ Facebook icon လေးနဲ့ကိုယ့်ရဲ့ Facebook account name လေးကိုတွေ့ရမှာပေါ့နော်အကယ်၍မိတ်ဆွေရဲ့ Facebook account ကအခြား Instagram ကောက်ပါညာနဲ့ကျွန်တော်တို့ဒီချိတ်ထားရဆိုရင်တော့အောက်မှာ Instagram icon လေးနဲ့ပါထပ်ပြီးပေါ်နေမှာပေါ့နော်ကျွန်တော်ကတော့ဒီ Facebook account ကဟောဆံမဲ့ပြပြီးရောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Facebook icon လေးပဲရှိရပေါ့နော်ဒီကို password မေးနေတဲ့ Facebook account တင်ရပြောမဆိုရင်ကိုအခု password အသစ်ပြန်ချိန်နေတဲ့ Facebook account ပေါ့နော်အဲ့ profile ကိုလေးနဲ့ Facebook account name လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ တစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ current password ရယ် new password ရယ် return new password ရယ်ဆိုပြီး၃မျိုးရှိရယ်ပေါ့နော်ကိုက password အဟောင်းမှတ်မိရယ်ဆိုရင်တော့ဒီ current password နေရာမှာ password အဟောင်းရိုက်ထည့်ပြီးတော့ကျွန်တော်တို့ဒီ new password နဲ့ return password ကိုတူအောင်ဟိုပြန်အသက်ပေးပြီးတော့ကျွန်တော်တို့ဒီ change password ကိုနှိပ်လိုက်အောင်လည်းတကူ change လို့ရရယ်ပေါ့နော်ဒါပေမဲ့ကိုက password အဟောင်းမမှတ်မိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က password အသက်ထည့်ယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်မှာရှိရယ်ဒီ forgot password ဆိုတဲ့ဒီစာလင့်ပြလေးပေါ့နော်ဒီ forgot password ဆိုတဲ့လင့်ပြလေးကိုတစ်ချက်နှိပ်လိုက်ပါ နှိပ်ပြီးခဏဆောင်းလိုက်ပေါ့နော်အဲ forgot password ကိုနှိပ်လိုက်ပြီးဆိုရင်တော့ဒီပုံစံတိုင်းတွေ့ရမှာဖြစ်ပါလေဗျဒီနေရာမှာမိတ်ဆွေရဲ့ Facebook account ကဖုန်းနံပါတ်နဲ့ဖွင့်ထားတာဆိုရင်ကျွန်တော်တို့ဒီ Facebook account ကလေးရဲ့အောက်နားမှာဒီလိုမျိုးကို Facebook account ဖွင့်ထားရဲ့ဖုန်းနံပါတ်ကလေးကဒီနေရာမှာလာပေါ်နေမှာပေါ့နော်ကျွန်တော်က Gmail account နဲ့ဖွင့်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Gmail လေးပေါ်နေရပါပေါ့နော်အဲ ကိုကြိုက်တဲ့ကြိုက်နေတတ်တဲ့ဟာကိုရွေးလိုက်ပေါ့နော်ကိုဖုန်းနဲ့ပဲကိုပဲရွေးရွေးဂျီမေးလ်ကိုပဲရွေးရွေးရပါတယ်ဗျအကယ်၍ကိုကဂျီမေးလ်ကိုရွေးရဆိုရင်တော် ODB ကုတ်ကနန်းကိုဂျီမေးလ်ထဲကိုပို့ပေးမှာပေါ့နော်အကယ်၍ကိုကဖုန်းနဲ့ပဲကိုရွေးလိုက်တယ်ဆိုရင်အဲ့ဖုန်းဆင့်ကတ်ထဲကိုသူက ODB ကုတ်ကနန်း SN အနေနဲ့ပို့ပေးမှာပေါ့နော်ကိုအဆင်ပြေအောင်ရွေးလိုက်ပါကျွန်တော်ကဒီဂျီမေးလ်ကိုရွေးလိုက်တယ်ရွေးပြီးပြီဆိုတာနဲ့ဒီအောက်မှာရှိရဲဒီ continue ဆိုတဲ့ cloud ကလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီ continue လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါ ကိုနေနီးလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီ Facebook ကနေပြီးတော့မိတ်ဆွေအခုရွေးလိုက်တဲ့ sync ကဆိုရင်လည်း sync ပေါ့နော်ဒါမှမဟုတ် Gmail ဆိုရင်လည်း Gmail ကိုကုတ်ကနန်း6လုံးသို့မဟုတ်7လုံးပို့ပေးမှာဖြစ်ပါလေဗျာအခုကတော့ another 8 digit code ဆိုတော့ကုတ်ကနန်း7လုံးပို့ပေးမှာပေါ့နော်အဲ့ကုတ်ကနန်း7လုံးဒီနေရာမှာဖြည့်ပေးရမှာဖြစ်ပါတယ်ကုတ်ကနန်း7လုံးယူဖို့အတွက်ကျွန်တော် Gmail software တွေကိုတစ်ချက်သွားလိုက်မယ်ပေါ့နော်အကယ်၍မိတ်ဆွေကဖုန်းနံပါတ်ကိုရွေးလိုက်တာဆိုရင်အဲ့ဖုန်း sync ကထဲကိုကုတ်ကနန်း7လုံးဝင်လာမှာပေါ့နော်ကျွန်တော်တို့ Gmail တွေကိုရောက်ပြီဆိုရင် reflect လေးလုပ်ပြီးခဏစောင့်ပေးလိုက်ပေါ့နော် တော်တခါတရံကြရင်အနေငယ်ဆောင်ရတတ်တယ်ပေါ့နော်စက္ကန့်30တမိနစ်ဝင်ကျင်လောက်ကြာမျိုးလည်းရှိတတ်ပါတယ်ဗျအဲကျွန်တော်55စက္ကန့်စက္ကန့်20လောက်စောက်ပြီးတဲ့အခါမှာတော့ဒီလိုမျိုးပေါ့နော် Facebook ကနေပြီးတော့ဒီ mail လေးဝင်လာပြီပဲဖြစ်ပါတယ်ခင်ဗျဒီလိုမျိုးလေးပေါ့နော်အဲ့အဲ့ mail လေးကိုတစ်ချက်နှိပ်လိုက်ပါ တချက်နှိပ်လိုက်ပြီဆိုရင်မကုတ်ကနန်း6လုံးပေါ့နော်အဲဒီ6992953လေးပေါ့နော်အဲ့ကောင်လေးကိုဒီလိုမျိုးကြကြလေးဖိထားပြီးတော့ copy ယူလိုက်လည်းရတယ်ဒါမှမဟုတ်ရင်ဒီကုတ်ကနန်းကိုရိုက်ထည့်လည်းရတယ်ပေါ့နော်ကိုယ်အဆင်ပြေလို့ယူလိုက်ပါဗျာပြီးပြီဆိုရင်ဒီ Facebook ထဲကိုတချက်ပြန်သွားဒီ8 digit code ဆိုတဲ့နေရာလေးမှာရေးဖြည့်ပေးလိုက်ပေါ့နော်ရေးဖြည့်လည်းရတယ် pass ချလိုက်လည်းရတယ်ပေါ့နော်ကိုယ်အဆင်ပြေနီးနဲ့ထည့်ပါဗျာ6992953လေးပေါ့နော် အဲကုန်ကနန်းဒီရှစ်လုံးကိုရေးဖြည့်လိုက်ပါဖြည့်ပြီးဆိုရင်တော့ဒီအောက်မှာရှိတဲ့ continue ဆိုတဲ့ခလုတ်ပြားလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာ continue လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာ continue လေးကိုနှိပ်ပြီးရင်ကျွန်တော်ခဏထပ်ပြီးစောင့်ပြလိုက်ပါနော်ပြီးပြီးဆိုရင်ဒီနေရာမှာ NI new password ဆိုတာလေးထပ်ပြီးတော့ပေါ်လာပါလိမ့်မယ်ခင်ဗျာဒီနေရာမှာကိုယ့်ရဲ့ Facebook account ကိုကိုထပ်ပြီးတော့ပေးခြင်းတဲ့ password အစ်စ်ကိုပေးလိုက်အောင်ပါပဲ password မပေးခင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီ lost media ပြီးမှာ ဘောက်အလုတ်ကလေးရှိရပါတော့အဲ့ဘောက်ကလေးကိုဒီလိုအမှန်ကြီးချစ်လိုက်လည်းရတယ်အမှန်ကြီးလေးဖြုတ်ထားလည်းရတယ်ပေါ့နော်ဒီဘောက်ကလေးဒီလိုမျိုးလေးအမှန်ကြီးချစ်ထားမယ်ဆိုရင်တော့မိစေဒီ password ချိန်လိုက်ပြီဆိုတာနဲ့အရင်ကဝင်ခဲ့ဘူးတဲ့ဒီဖုန်းနဲ့ကွန်ပျူတာရဲ့စရှိတဲ့ပြင် device တွေအကုန်လုံးနဲ့မှာ log out ဖြစ်သွားမှာပေါ့နော် password အသစ်နဲ့ပြန်ဝင်မှပဲရတော့မှာဖြစ်ပါလေဗျကိုကအဲ့လိုမျိုးအရင်ကဝင်ထားတဲ့ device တွေအကုန်လုံးကိုဒီ log out မဖြစ်စေချင်ဘူးဆိုရင်တော့ဒီအမှန်ကြီးကလေးကိုဖြုတ်ထားလို့ရရပေါ့နော်ဒီ new NI new password နေရာမှာမိစေအသစ်ထပ်ပေးခြင်းနဲ့မိစေရဲ့ဖိလုတ်ကောက် password ကိုထပ်ပြီးတော့ရိုက်ရိုက်ထည့်ပေးရမှာဖြစ်ပါလေကျွန်တော်ကဒီနေရာမှာခဏလေးရက်ထားလိုက်မယ်ပေါ့ နော်အဲဒီနေရာမှာကျွန်တော်ကကျွန်တော်အသစ်ပေးမဲ့ password ကိုကျွန်တော်ရေးထည့်ပြီးပေါ့နော်ကို password ကိုကိုကပြန်ပြီးကြည့်ကျင်တယ်ဆိုရင်ဒီနောက်မှာရှိတဲ့ show ဆိုတာလေးကိုနှိပ်ပြီးကြည့်လို့ရရယ်ပေါ့နော်ဒီရင်ကျွန်တော်ခုနပြောသလိုပဲဒီအောက်ကဟိုကို password ချိန်လိုက်ပြီဆိုတာ ਨੇ အရင်ကဝင်ထားဘူးရဲ့ device တွေအကုန်လုံးကို log out ဖြစ်သွားစေချင်တယ်ဆိုရင်ဒီအရှိတ်ဘောက်ကလေးကိုအမှန်လေးချက်ပေးပါတော့ပြီးပြီဆိုတာ ਨੇ နှိပ်ကိုနှိပ်လိုက်ပါခင်ဗျာနှိပ်ကိုနှိပ်ပြီးရင်ကျွန်တော်ခဏလေးစောင့်ပြီးလိုက်ပါတော့ ဲတခါတည်းရဲ့ဒီလိုမျိုးသူဒီ Facebook error အကြောင်းပေါ့နော်မိတ်ဆွေကမြန်မာနိုင်ငံနေတုံးနေရဆိုရင်ဒီ VPN line ကြောင့်လည်းဖြစ်တတ်တယ်ဒါမှမဟုတ် network ကြောင့်လည်းဖြစ်တတ်တယ်ဒီလို trying game လို့ဘာလို့ပေါ်နေရဆိုရင် trying game ကိုတစ်ချက်ပြန်ပြီးနှိပ်ပေးလိုက်ပါဒီ trying game လေးကိုပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်တော့အဲဒီပုံစံတိုင်းလေးပြီးသွားပြီဆိုရင်တော့ အဲ please law of facebook before viewing this ပြေပေါ့နော်အဲဒီတိုင်းလေးဖြစ်သွားပြီဆိုရင်တော့ပုံမှန်တိုင်းကဖြစ်နေဆိုရင်တော့ဒါ password ချိန်တာအောင်မြင်သွားပြီဖြစ်ပါလေဗျတခါတရံကြရင်ဒီလိုမျိုး line error ကြောင့်ဒီလိုမျိုး error တွေပဲတက်တာရှိရဆိုရင်လည်းဒီပုံစံလေးတိုင်းပဲနောက်ထပ်တစ်ခေါက်ထပ်ပြီးချိန်လို့ရပါတယ်အဲဒီနည်းလမ်းလေးကတော့ဒါကိုယ့်ရဲ့ facebook account ကိုအခုလက်ရှိတော့ login ဝင်ထားရဒါပေမဲ့ password မေ့နေရဆိုရင်ဒီနည်းလမ်းလေးတိုင်းကျွန်တော်တို့ password အတစ်ကိုပြန်ပြီးယူလို့ရမှာဖြစ်ပါလေခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြရအတွက်ဒုက္ခင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ